မင်္ဂလာပါရှင်။ Samni Entertainment ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီကနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ပြည်သူများတောင်းဆိုထားတဲ့မဟာဗုဒ္ဓမပေါင်းတူဆိုတဲ့ဇလန်းလေးကိုတင်ဆက်ပေးပါရစေရှင်။ ါကတကရာတိုင်းမှာစောရတခိုးတယောက်ကနန်းတွင်မှာမိဖုရားကြီးရဲ့နှစ်သက်မြင်လို့ရနန်းစဉ်ယန္တနာလဲဆွဲခိုးယူခဲ့ပါတယ်နန်းတွင်သူနန်းတွင်သားတွေနဲ့ရဲမက်ပူပန်အပေါင်းတို့ကနောက်ကလိုက်ဖမ်းခဲ့ပေမဲ့ပနတ်လာတဲ့စောရတခိုးကိုတော့မှတ်မိခဲ့ပါဘူးနောက်ဆုံးလေးတီတော်တွေရဲ့မြှချက်ထိမှသာစောရတခိုးကိုဖမ်းမိခဲ့ပါတယ်နောက်တနေ့မှာတော့ခိုးရပါပစ္စည်းတုံးနဲ့အတူဘရင်ရှိတော်မောင်မှာတင်သိညာဘရင်ရဲ့မိဖုရားကြီးနှစ်သက်မြင်လို့တဲ့နန်းစဉ်ယန္တနာလဲဆွဲကိုခိုးယူမှန်းသိရှိသွားပြီးတဲ့နောက်မှာတော့ဘရင်ကအမျက်တော်ရှာသဖြင့်စောရတ ကိုရဲ့လက်နှစ်ဖက်၊ခြေနှစ်ဖက်၊နှရွက်နှစ်ဖက်ကိုဖျက်ပြီးမြစ်ထဲသို့မျောစေဆိုတဲ့အမိန့်ကိုချမှတ်ခဲ့ပါတယ်။ပြင်းထန်လာတဲ့အစီရင်ချက်ကိုကြားရတဲ့အခါမှာတော့နန်းရင်ပြင်တစ်ခုလုံးမှာအထိတ်အလန့်ဖြစ်ခဲ့ရပါတယ်။တောင်စင်မှာနေလုံးကွယ်ပြောက်ချိန်မှာတော့တာဝန်ကျသူများကစောရတကူကိုအမိန့်အတိုင်းလှုပ်ဆောင်ကမြစ်ထဲသို့မျောခဲ့ပါတော့တယ်။ဘာယာနတီပြည့်ရှင်ပြမရက်မင်းကြီးမှာတော့သားတော်ခုနှစ်ပါးရှိပါတယ်။သားတော်ခုနှစ်ပါးဟာကျင်ရတော်ကိုစီနဲ့ဘာယာနတီမျိုးရဲ့ဥယျာဉ်တော်ကြီးမှာအပန်းဖြေအနားယူလျက်ပျော်ရွှင်စွာနေထိုင်နေကြပါတယ်။အချွေအယံများစွာနဲ့ သားတော်များအကျင်ရတော်တွေနဲ့ပျော်ရွှင်စွာနေထိုင်နေကြတာကိုပြမတတ်မင်းကြီးရဲ့မိဖုရားငယ်တစ်ပါးကမနာလိုမရှုလှတာမို့မင်းကြီးအားဂုံးချော့စကားနဲ့နှိမ့်စင်ပြောဆိုတကယ်ပါတယ်အချွေရံများစွာတောင်းတင်တာမို့တစ်ချိန်မှာမင်းကြီးအားလှုပ်ကြံနိုင်သည်လို့မိဖုရားငယ်ကဂုံးချော့ပြောဆိုရာကြောင့်မင်းကြီးကလည်းမိဖုရဲ့ခေါင်းကြီးရဲ့သားတော်ခုနှစ်ပါးဟာငါဘရင်နေရာကိုလူယူနိုင်တာပဲလို့မိဖုရားငယ်ရဲ့စကားကိုယုံကြည်သွားတာကြောင့်သားတော်တို့ကိုအချွေရံမပါစေပဲကျင်ရတော်တွေနဲ့အတူမြိုင်ရက်တို့နန်းနန်းတန်းပေးလိုက်ပါတော့တယ်သားတော်ခုနှစ်ပါးကလည်းကျင်ရတော် ကိုစီနဲ့ခရီးဆက်ခဲ့ကြရာခဏရခရီးကိုဖျက်ခဲ့ရတာမို့ပါလာသောအစားနဲ့ရိတ်ခါတွေကလည်းပြက်လက်လာခဲ့ပါတယ်အစားအာဟာရမရှိတော့တဲ့အတွက်ညီနောင်ခုနှစ်ဖော်နဲ့ဇုံတွဲအားလုံးဟာပင်မကြီးစွာအာရင်ချိနဲ့လာပါတော့တယ်ခဏရခရီးလမ်းကိုကျော်လွန်၍တောအုပ်တနေရာသို့ရောက်တဲ့အခါမှာတော့ညအိတ်နားနေကြပါတယ်အစားအာဟာရပြတ်တောက်ထားတာမို့အားလုံးဟာနှစ်ချိုက်စွာအိမ်မောကြနေစဉ်ညီတော်အငယ်ဆုံးကတစ်တဆိတ်ထလာပြီးနောင်တော်များကိုနှိုးခဲ့ပါတော့တယ်အဒီနောက်ကျင်ရတော်များအိတ်ဆက်ရနေရာနှင့်ဝေးရာမှာညီနောင်ခုနှစ်ပါးကိုခေါ်စေပြီးတိုင်ပင်စ ကားပြောဆိုပါတော့တယ်ဒီခရီးမှာဒီတိုင်းရှစ်ဆက်ပြီးသွားရင် အလုံးဟာအစာရေစာငတ်ပြီးသေချာရလိမ့်မယ်ဒါကြောင့်ကျင်ရတော်တွေကိုအလှည့်ကျသက်စေပြီးရိတ်ခါရအောင်စောက်တော့ကြမယ်လို့တိုင်ပင်ပါတော့တယ်ကြီးဆုံးမင်းသားဖြစ်တဲ့ဘုဒ္ဓမမင်းသားဟာတော့ထိုအကြံကိုလက်မခံခဲ့ပေမဲ့အများနဲ့တယောက်မှလက်ခံလိုက်ရပါတယ်ထိုညမှာပဲအစီအစဉ်ဆကညီအငယ်ဆုံးမင်းသားရဲ့ကျင်ရတော်ကိုသက်စေပြီးနောက်တနေ့မှရိတ်ခါအဖြစ်စောက်တော့ခဲ့ပါတယ်ဘုဒ္ဓမမင်းသားကတော့မိမိရဲ့ရိတ်ခါကိုမစားဘဲတင်ထားခဲ့ပါတယ်ကိုရင်ကတော့အနိအနာကတည်တည်တည့်ရွက်တွေကိုသာ စရင်အာဟာရဖြည့်ခဲ့ပါတယ်ဒီလိုနဲ့နေ့စဉ်ကျင်ရတော်တယောက်စီလျှော်နေလာပါတော့တယ်ခရီးဆရာမှလည်းရှေ့နောက်ကြီးစင်ငယ်လိုက်သားသွားစီပြီးတစုတစည်းတည်းမသွားတာကြောင့်နောက်မှကျင်ရတော်တွေလျှော်နေလာတာကိုရှေ့ကလူတွေကမသိပဲကျင်ရတော်တွေလျှော်နေလာကြတာကိုလည်းသတိမထားမိဖြစ်နေကြတာပါအကြီးဆုံးဘဒုမမင်းသားကတော့သူ့ရဲ့ရိတ်ခါဝေစုတွေကိုမစားမတောက်ဖဲနေ့စဉ်သာတင်စီထားပါတော့တယ်ခொနည်းရမြောက်တဲ့နေ့မှာတော့ရှေ့မှညီတော်များကဲ့သို့မိမိဤကျင်ရတော်တိရိယရဏမိဖုရားကိုတက်ရမယ်နေ့ကိုရောက်ရှိလာခဲ့ပါတယ်မိမိရ ဲ့အကျညာတော်ကိုမတက်ရက်ဖဲချစ်မြတ်နိုးတာကြောင့်ညီနောင်များမသိအောင်တိရိယရဏကိုတနေရာမှာထားခဲ့ပြီးနေစေခဲ့ပါတယ်။တိရိယရဏကလည်းမိမိကိုဖွက်ထားခဲ့တာကိုနားမလဲတာကြောင့်မေးမြန်းခဲ့ရာရှေ့ကညီနောင်များရဲ့အကျညာတော်တွေကိုသက်စေပြီးရိတ်ခါအဖြစ်ပြုလုပ်ခါခရီးဆက်ခဲ့ကြောင်းကို ရှင်းပြခဲ့ပါတယ်။တိရိယရဏကလည်းဘုရုမမင်းသားထရာနေရာမှာနေရစ်ခဲ့ပါတယ်။မင်းသားကလည်းတိတ်ဆိတ်ထားတဲ့ရိတ်ခါ၆ဆုကိုယူဆောင်ကမနက်အခါမှာတော့ညီနောင်များစီရောက်လာခဲ့ပါတယ်။ညီနောင်တွေကလည်းရိတ်ခါရပြီးမကြီးတော်ကိုလည်းမတွေ့ရတဲ့ တွက်စောရကမတက်တော့ပဲမိမိဝေစုဖို့သာစတော့ကြပါတယ်ညဘက်ရောက်တဲ့အခါမှာတော့ညီနောင်တွေဟာပင်မန်းပြီးအိတ်ဆက်နေချိန်မှာဘဒုမမင်းသားဟာညီနောင်တွေကိုစွန့်ခွာပြီးတိရိယရဏကိုဖွက်ထားတဲ့နေရာကိုသွားခဲ့ပါတော့တယ်ထို့နောက်မှာတော့ဘဒုမမင်းသားနဲ့တိရိယရဏတို့ဟာညီနောင်များနဲ့ဝေးရာကိုမိမိတို့ဘာသာခရီးဆက်ခဲ့ပါတော့တယ်တိရိယရဏကိုချစ်မြတ်နိုးတာမို့မင်းသားဟာညီနောင်များကိုစွန့်ပစ်ခဲ့ခြင်းဖြစ်ပါတယ်ဒီလိုနဲ့သူတို့ဇနီးမောင်နှံဟာမြစ်ချင်နဲ့တောတောင်စိန်ဆက်နေပေါ်မြအေးချမ်းနဲ့မြကန်တွေသားငါပေါ့တဲ့နေရာမှာတော့တဲထိုးကနေထိုင် ဆက်သောက်ခဲ့ကြပါတယ်။တနေ့မှာတော့အဝေးစီကနေကဲကြပါဟုသောအတန်းနဲ့အတူအော်ဟစ်တန်ကိုကြားခဲ့တာကြောင့်မင်းသားကလည်းရှာဖွေကြည့်တဲ့အခါမှာမြစ်ထဲတွင်လေတစင်းမျောပါလာတာကိုမြင်ရပါတော့တယ်။မျောပါလာတဲ့လေကိုမြင်ရင်ပဲမင်းသားဟာခဲရခက်စစ်လှေနာသွားပြီးကဲထုတ်လိုက်ရာလေပေါ်တွင်ခြေလန်းနရွက်တို့မရှိဘဲမျောပါလာတဲ့စောရတကူကိုမြင်လိုက်ရပါတော့တယ်။နာမည်ဘသူလဲမေးမြန်းရမပြောဘဲပေါင်တိုလို့သာခေါ်ပါလို့ပြောကဒုက္ခိတပေါင်တိုကိုလေပေါ်ကချက်ချင်းကဲထုတ်ပါတော့တယ်။အဖြတ်ခံထားရတဲ့ခြေလက်တို့ဟာပြင်းများ ဖြစ်ရင်ကောင်းများတဲကအနံ့ကလည်းထွက်နေပါတော့တယ်။သီရိယရနာကလည်းဒုက္ခိတပေါင်းတို့ကိုမြင်လျင်လွန်စွာမှအော်နှလုံးနာယွန်ရှာခဲ့တာကြောင့်ယောက်ျားဖြစ်သူကိုအပြစ်တင်ပြောဆိုပါတယ်။ဘဒုမမင်းသားကလည်းအနာကိုမယုံမရှာပဲစေကြောကစေဘက်ဝင် အပေများနဲ့ကုသပေးပါတော့တယ်။မင်းသားဟာဒုက္ခတွေကိုကယ်တင်ခေါင်းပါတယ်လို့ဆိုကစိတ်ကုသပေးအစာတောက်တွေနဲ့ကျွေးမိကဒုက္ခိတပေါင်းတို့ကိုပြုစုခဲ့ပါတယ်။ရမားစွာမကြမီမှာတော့အနာရီဟာလည်းတက်တာပြောက်ကင်းလာခဲ့ပါတယ်။မိုးလေကြတဲ့အချိန်ဖြစ်တာမို့ပေါင်းတို့ကိုတီးသန့်တဲမှမထားတော့ပဲသူ ို့နဲ့သာအတူနေစေခဲ့ပါတယ်။တဲမှာတော့ပေါင်တိုနဲ့တိရိယန္တနာတို့ကိုထားခဲ့ပြီးမင်းသားဟာအစာရှာထွက်ကရှာဖွေတွေ့မှုခဲ့ပါတယ်။အစာပိုင်းမှာတော့တိရိယန္တနာဟာပေါင်တိုကိုယွန်ရှာကဘုဒ္ဓမာမင်းသားအစာရှာအပြန်ကိုစောင့်နေခဲ့ပါတယ်။ကြာလာရတဲ့အများတိရိယန္တနာဟာပေါင်တိုကိုတနာစိတ်ဝင်လာပြီးမင်းသားမရှိတဲ့အချိန်မှာပေါင်တိုနဲ့ဖောက်ပြန်ချစ်ကြွဝင်ခဲ့ပါတော့တယ်။ထို့အကြောင်းအရာကိုတော့ဘုဒ္ဓမာမင်းသားကမသိခဲ့ပါဘူး။နောက်ပိုင်းမှာတော့တိရိယန္တနာဟာပေါင်တိုနဲ့နှစ်ယောက်တည်းနေနိုင်မှုအရေးဘုဒ္ဓမာမင်းသားကိုပရိယေသုံးကတောင်ဆောင်နဲ့ပူဇော်ပတ်သက်ရန် ံပြောဆိုပြီးမင်းသားကိုတောင်ပေါ်မှတွန်းချကာလှုပ်ကြံခဲ့ပါတော့တယ်မင်းသားကလည်းအသက်မသေးပဲကြီးမားတဲ့တဖန်းပင်ကြီးပေါ်မှာသာကြာရောက်ခဲ့ပါတယ်တောင်အောက်ကိုဆင်းရံလဲမလွယ်ကူတာမို့မင်းသားဟာတဖန်းသီးများကိုစားတောက်ရင်အသက်ဆက်ခဲ့ရပါတယ်တနေ့မှာတော့ဖိုတီးတကောင်ဟာတဖန်းသီးများကိုလာရောက်စားတောက်ပါတယ်မင်းသားကိုမြင်လျင်ထွက်ပြေးရန်ပြန်တော့လဲမင်းသားကသူ့ကိုမကြောက်ရန်နဲ့သူဟာလည်းဒုက္ခရောက်နေတာမို့အပေပေါ်မှာရှိနေကြောင်းပြောလိုက်တဲ့အခါမှာတော့ဖိုတီးကလည်းမင်းသားကိုသူ့ကြောပေါ်တက်စီကတောင်အောက်သို့ပို့ဆောင်ပေးလိုက်ပါတယ်မင်းသားလည်းခရီးဆက်ခဲ့ရ လူတို့နေထိုင်ရာမြို့ကြီးသို့ရောက်တဲ့အခါမှာတော့ရွာသားများကလည်းမင်းသားရဲ့ဒုက္ခကိုသိရှိခဲ့ကြပြီးကူညီခဲ့ကြပါတယ်။ဒီနေ့မှာတော့ဘာယာနတိပြည့်ရှင်ပြမတဲ့အမင်းကြီးနဲ့ရွာဆန်ခဲ့တဲ့တဲ့င်းကိုကြားသိတဲ့အချိန်မှာတော့မင်းသားဟာနန်းတော်သို့ပြန်လာခဲ့ပါတယ်။နန်းတော်သို့ရောက်တဲ့အခါမှာတော့မင်းသားကိုမုမက်တေနာပတိတေကဗရင်ဝိုင်းမြောက်ပါတော့တယ်။ထိုနေ့မှစဘဒုမမင်းသားဟာဘာယာနတိပြည့်ရှင်မင်းကြီးဖြစ်လာခဲ့ပါတယ်။မင်းသားကိုတောင်ပေါ်ကတွန်းချလှုပ်ကြံတက်ဖြတ်ခဲ့တဲ့သီရိယရဏာကတော့ပေါင်တိုကိုထန်းကထိုအရက်ကထွက်ခါလာခဲ့ပြီး လူတို့နေထိုင်ရာတိုင်းပြည်ကိုရောက်လာခဲ့ပါတယ်။ထို့တိုင်းပြည်မှာတော့ပေါင်တိုကိုအကြောင်းပြကတောင်းရန်ဆောက်တောက်ခဲ့ပါတယ်။သူတို့အကြောင်းကိုမသိတဲ့လူတွေကတော့တနာစိတ်ဝင်လာကြောင်းပေကန်းစွန်ကျဲပြီးကြွက်ရွာတကာကိုလှည့်ကတောင်းရန်ဆောက်တောက်ခဲ့ပါတယ်။တနေ့မှာတော့ဘာယာနသိပြည်တို့ရောက်ရှိလာခဲ့ပါတယ်။အဲ့ဒီအချိန်ကဘဒုမမင်းသားဟာပြည့်ရှင်မင်းအဖြစ်ယာစပိသိက်အခမ်းအနားကျင်းပတဲ့အချိန်ဖြစ်တာမို့တတိုင်းပြည်လောင်းအားအလူကြီးပေးနေတဲ့အချိန်လည်းဖြစ်ပါတယ်။မတန်မရာပေါင်တိုကအလူတွေးသောထမင်းဟင်းကိုမစားခြင်းဘရင်စားတော်ဥက္ကဋ္တစားခြင်းပါတယ်လို့ ီရိယရဏာကိုပြောတဲ့အခါမှာတီရိယရဏာကသူတောင်းရန်ကျွေးမိဆိုကအလွန်မတ်တက်စီကိုရှောက်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအရှင်မင်းကြီးဟာကြွချီတော်မူလာခဲ့ပါတယ်။မင်းကြီးရှေ့သွားရလမ်းမှာတော့တီရိယရဏာကပိတ်ရက်ပြီးအရှုအသေးပေးခဲ့ပါတယ်။မင်းကြီးတွေကမင်းမြန်ရသူဤလင်ပေါင်တို့ကဘရင်စားတော်အုပ်ကိုစားကျင်ဆောင်ရွေးဝင်စွာရှောက်ထားခဲ့ပါတယ်။စင်ဖြူထက်ကဘရင်မင်းမြက်ကလည်းရှေ့တော်သို့သွင်းစီခဲ့ပါတယ်။စစ်စဲမင်းမြန်ခဲ့ရနောက်ဆုံးမှာတော့တချိန်ကမိမိဤမိဖုရားနဲ့မိမိကဲကဲဘူးသူမှန်တည်သွားတာကြောင့်သူစင်းရဲမနဲ့ ်ပေါင်တိုကိုမျက်နှာတော်မော်ဖူးစေလို့အမိန့်ပေးခဲ့ပါတယ်။သူစင်းရဲမနဲ့ပေါင်တိုတို့ကလည်းမင်းကြီးအားမော်ဖူးလိုက်တဲ့အခါဘုဒ္ဓမာမင်းသားမန်တရှိသွားတာကြောင့်လွန်စွာမှကြောက်ရွံ့သွားပါတော့တယ်။မင်းကြီးကလည်းဒေါသထွက်အမျက်ရှာတာကြောင့်ဣလိမယအားဘာယာနတိမနှစ်ထုတ်ခိုင်းလိုက်ပါတယ်။ဘာယာနတိမခြေမချရဆိုတဲ့အမိန့်ကိုလည်းထုတ်ပြန်လိုက်ပါတယ်။သီရိယန္နာမလည်းမိမိမှားခဲ့သည့်အပြစ်ကိုနောက်တန်းတရားမှာပေးဆက်ရမယ်ဆိုတာကိုသိရှိခဲ့ပါတယ်။ဗဒ္ဒကဘာမှာတော့ဂေါရမမြတ်စွာဘုရားပွင့်တော်မူချိန်မှာသီရိယန္နာကတော့ဇိနမာနမိမိယုတ်အဖြစ် ်၎င်းဒုက္ခိတအပေါင်းတို့ကဒေဝရတ်အဖြစ်၎င်းဖွန်မင်းကတော့ညီတော်အာနန္ဒအဖြစ်၎င်းဘရုမမင်းသားကတော့ကျမတို့ရဲ့ဂေါရမမြတ်စွာဘုရားရှင်ပဲဖြစ်လာခဲ့ပါတယ်။ယနေ့တစ္ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကတော့ကျမတို့ငငယ်ကအိယာဝင်ပုံမြင်တပုတ်လို့အဖွားဖြစ်သူပြောပြခဲ့တဲ့မဟာဘရုမအပေါင်းတို့ဇလန်းလေးကိုလေ့လာမိသလောက်တစ္ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖွယ်အကြောင်းအရာများနဲ့ဘ ഹു တုတ္တဖြစ်ပွဲတမိုင်းကြောင်းများကိုဆက်လက်တင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လေးပြုလုပ်ပေးပါလို့အကြံပေး بیبی از ایشه